ဒီကိုဆိုင်ဒီတက်မတော်ဓာရီနဲ့ပူပေါင်းနေသွားခင်ဗျတက်မတော်လေးစားလို့မဟုတ်ကြီးညိုလွန်းလို့မဟုတ်ဘူးအတုံးချကြလွန်းလို့ဒါကိုလည်းခင်ဗျတို့တိ့လို့လေပေါ့ကူတော်တောင်မှတလောက်ဘလောက်ဘလောက်တလဲလူကျင်လို့ကဖရားဆိုရင်မင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ range လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်တုံးလာပါ2000တန်းမှ25ဖြစ်ပါတယ်ဗျခေါင်းဦးသိန်းဟာပြူးလွယ် နေရာတွေမြေယာတွေနဲ့ပတ်သက်လို့ရေအများတန်းကောင်းဆောင်ခဲ့တယ်လို့ပြောခဲ့ဘူး။ဘာဖြစ်လို့မပြောခဲ့ရလဲပြူးလို့ရေလေယာမြေယာအရန်ရှုပ်တယ်ပဲကြောင်းပြ။အရန်လဲရှုပ်တယ်ရန်လဲဒီတရဏဘုံတောက်ချောက်ခေါင်းနဲ့ဆိုတော့အဲ့တော့ဦးစင်းတို့ကတိတ်ပြီးမကျွမ်းကျင်တဲ့တော့ကြောင့်မပြောခဲ့ဘူး။ဒီနေ့ကတော့ဦးစင်းတို့ကကောင်းစီပြေးပြီးမှပဲပြောရပါမယ်ဗျ။ကောင်းစီကတော့ဇတ်တူစားခြင်းမစားကြပါနဲ့လို့ပေါ့ကိုတော်ကနေမှပြူးလို့မှရှိတဲ့ဌာနဆိုင်ရာ အားလုံးကိုပြောခြင်းပါတယ်ဗျ။ ခေါင်းစီကဇတ်တူရာချင်းမစားကြပါနဲ့ဆိုတဲ့ခေါင်းစီနဲ့ပါဗျာနော်အခုဦးစင်းပြောနေတဲ့အရာကိုပြောလို့စားဖားတယ်ရောဒီကူညီပေးဖို့စားဖားတယ်အကုန်လုံးဌာနဆိုင်ရာမစားဖားတယ်အကုန်လုံးပေါ့ဗျာဒီတစ်တော့ရောပါရောအကုန်လုံးပေါ့ဗျာဒါအမှန်တရားဖြစ်ဖို့ဆောင်ရွက်ပေးဖို့အတွက်ကိုဦးစင်းနေနဲ့အပြူးလွန်မှာရှိတဲ့ဌာနဆိုင်ရာအလုံးကိုမေတ္တာရက်ခံခြင်းပါလေဗျာနော်ပြူးလွန်လေယာမြေကိစ္စတပြူးလွန်မျိုးနယ်တဲ့ကျွန်းနှဖားထောက်ကျွာအုပ်စုလက်ပံကုန်းကျွာမှာမောင်မောင်အောင် မြင့်မြတ်ပိုင်ဆိုင်သောကွင်းမတ်930အတွင်းတို့ဥအောင်ကျော်မြင့်ခကိုဆိုင်တို့အဖွဲ့မှကွင်းမတ်906လေယာမြေပုံပုံစံခွင်ကိုကိုင်ဆောင်ပြီးမောင်ကောင်းမြင့်မြတ်ပိုင်ဆိုင်သောကွင်းအမတ်130အတွင်းတို့ဥပရိမဲ့ဝင်လာကခြံစည်းရိုးခတ်ခြင်းလူနေအိမ်ဆောက်ခြင်းအပင်များဆိုက်ခြင်းကိုလာရောက်ပြုလုပ်နေပါသည်တဲ့ဒီကိစ္စနဲ့ပတ်သက်ရတဲ့ဆိုင်ရာရည်ကြီးရောလဲစီရောအကုန်လုံးပြအကုန်လုံး မူလပိုင်ရှင်ဖြစ်တဲ့ဟုတ်လားမောင်မြင့်မြတ်ကပိုင်ဆိုင်မှုအထောက်အထားအပြည့်စုံနဲ့တင်ပြနိုင်တဲ့အနိုင်ရခဲ့ပေမဲ့လည်းမြို့နယ်လယ်စီမှာဆက်တဲ့တဲ့အခါကျတော့တစ်ဖက်ကကွင်းအမှတ်ပြီးဝင်ရောက်ကျူးကျော်သူဥအောင်ကျော်မြင့်ခကိုဆိုင်ကိုလွှဲမှပြီးအနိုင်ပေးလိုက်ပါတယ်။အားကြောင့်ဒီကိစ္စနဲ့တက်ဆိုင်ရာအခွင့်အရေးအနေနဲ့အောက်ခြေမြေပြင်အထိတေချာကွင်းဆင်းပြီးစစ်စစ်ပေးဖို့တော့ကိုဒါဥစင်းတို့အနေနဲ့မေတ္တာရက်ခိုင်ခြင်းဖြစ်ပါတယ်။ကိုဆိုင်ဆိုတာကဒီ16မိုင်က ဝမ်းစစ်ဆိုတဲ့ KTV ပိုင်ရှင်တက်ခုကပိုင်ရှင်လင်မယာနော်ရှမ်းဆက်တရုတ်ဆက်ဒီပေါ့ဗျာအပြောကတော့ရမ်းကောင်းနေကြနော်အခုလဲဒီဟာတွေနဲ့ပတ်သက်ပြီးဥစဉ်နဲ့တကယ်ဇရာကလိုမိသားစုလိုဥစဉ်နဲ့မနဂိုကလေးကမရှိဆင်းရဲခဲ့ကလေးကဥစဉ်နဲ့ရင်းကြီးခဲ့တဲ့တကာပေါ့ဗျာတကာပေါ့ဟုတ်လားဒီဇနီးကိုအခုညီတော့တောင်းတယ်ပေါ့နော်ဖုံဖုံရဲတဲ့အဲ့ဒါကြီးနဲ့ပါဝါနဲ့ပါဖြုံးဆက်လာတယ်ပါဝါနဲ့ဖျားရတဲ့တပြို့ရဲ့တငငချင်းဖြစ်လို့ရတယ်ဩ ဥစဉ်တော့တငယ်ချင်းဖြစ်တော့ရသူမဟုတ်တာကြီးလို့မဟုတ်တာကြီးသူများပစ္စည်းယူမဟုတ်တာကြီးဌာနဆိုင်ရာငွေပေးပြီးလုပ်တဲ့ရာကြီးကိုဟိုတစ်ဖက်ကဒီကွဲထားတဲ့သူကဥစဉ်တော့တက်မတော်မီတာတက်မတော်ဘက်ကဟိုတလောကဥစဉ်တော့ဘကိုးတန်းအုပ်ချုပ်ပင်ဘက်မှာတိုက်ပွဲမှာကြာရှုံးသွားတဲ့ဘုံမူနော်အဲ့ဘုံမူအမေဒီလဲကောင်းရမွင်ဟာတင်ငန်းရောက်စားနေရအေးစေးစေးလေးသူတို့မှရှိတဲ့အားလေးနဲ့ဒီဟာလေးကိုငကိုဝဲထားနေပေါင်းသွဲဝဲဝဲထားတဲ့အရာလေး ဒါဝဲထားတဲ့ຢာဒီဒီတရုတ်ဆက်ကိုဆိုင်ဆိုတဲ့ဒီ16မိုင်ကပိုင်ရှင်ကပထမဒီနေပြည်တော်ကရှင်းနေနဲ့လာတယ်လာတယ်လာတဲ့အခါမှာလည်းသူနော်ပရိရဲ့ဥစဉ်စီမှာတာမိုင်နေရှိတယ်ပရိရဲ့မြောင်များသွားတယ်သူချိန်ချောက်တယ်ပြည်ဦးလန်ဒီချိန်ချောက်တယ်အာဘယ်ဘယ်ဘယ်နေရာမှာတော့အတက်ခံလိုက်ရတယ်ဘယ်နေရာမှာတော့ဒီခကြီးကလူတယောက်တက်ချင်းလွယ်တယ်မလို့ဆိုတော့မိမ့်မလို့မိမ့်မရပါဗျာတစ်ဖက်ကိုဟုတ်လားဒီလိုတွေပြောခဲ့တယ်16မိုင်မှာ ဲ့ကိုဆိုင်ဒီ16မိန်းတာတော်တော်များများစစ်တပ်တို့တပ်တို့တော်တော်များများကိုသူပတ္တနာစားတယ်။ပြည်ဦးလုံးမှာရှိတဲ့စစ်သားတော်တော်များများလည်းသူကပတ္တနာစားတဲ့အဝင်နဲ့ထွက်တယ်။ဒလုဒလုဖြစ်နေတယ်။ဒါဥစဉ်ကဥစဉ်ပြောလို့ဒီကိစ္စနဲ့ပတ်သက်ပြီးမှားခဲ့တယ်ဆိုရင်ပောက်ကိုတော်ထောင်ချပလိုက်။ပောက်ကိုတော်ရေးယူပလိုက်။ဒီကိုဆိုင်ဒီလူယုံမှာဆင်းနေမှာပါတယ်။အဲ့တော့ပြောချင်တာကသူ့အကူဘယ်စစ်တပ်နဲ့ပိုင်ပိုင်ဘယ်သူနဲ့ပိုင်ပိုင်အဲ့တော့ဌာနဒီလေရ ဒီတစ်တော့ကလည်းဒါကိုတည်တယ်ဒီခုလက်ရှိကိုဆိုင်ပုံစံခွင့်ရသူကဦးဇင်းတို့ကိုဆိုင်တို့ကိုယ့်အမတ်130တို့ဦးအောင်ကျော်မြတ်ခကိုဆိုင်တို့အဖွဲ့မှကိုယ့်အမတ်106လေယာမြေပုံစံခွင့်ကိုကန်ဆောင်ပြီးတဲ့ကိုဆိုင်ပိုင်နာက106ဟိုကပုံစံထုတ်ပြလိုက်တာကိုယ့်အမတ်130သူက106ကိုကန်ဆောင်ပြီးမှ130ကိုလာပြီးမှယူတယ် တရား6ကတစ်တော်ထဲမှာပိုင်တယ်။ဒါကိုတစ်တော်ကလည်းအမှန်တရားအတိုင်းပြောတယ်။အမှန်တရားအတိုင်းထွက်တယ်။ကိုဆိုင်ရဲ့ပုံစံကွန်ထွက်ပြီးတဲ့မြာကွင်းအမှန်တရားနဲ့မှ6ထဲမှာဒီတရားတစ်စရာမူလပိုင်ရှင်ကဘဒူးဘဒူးဒါကိုတစ်တော်ကလည်းတိကျအမှန်တရားတဲ့တစ်တော်ကလည်းနားလဲတယ်။အဲ့ဒီကျွန်းဘာအုပ်စုဥက္ကဋ္ဌကိုယ်တိုင်ကလည်းတိကျဒါပဲနဲ့ကိုဆိုင်ဒီလေယာမြေကောင်ပောင်ပြီးမှပိုင်ပောင်ပိုင်ပြီးမှဒီလေစီတို့နဲ့ပောင်ပြီးမှငွေပေးပြီးမှဥစဉ်ရောထင်တာပဲ လူဝဝထားတာသွေးတောင်မချောက်သေးပါဘူးရှေးတန်းမှာတိုက်ပွဲကြလို့သွေးတောင်မချောက်သေးပါဘူးနော်ဒါပေမဲ့ဒီဘုံမှုကြီးရဟာပါဆိုမတရားကျုပ်တို့ကပြောတာမဟုတ်ဘူးနော်မှန်ကန်နဲ့နီလန်းကိုရွေးချယ်ပြီးတာမှန်ကန်နဲ့လန်းကိုကျုပ်တို့ကမှန်လို့ပြောတာဒီကိုဆိုင်ဒီတက်မတော်သားလေးနဲ့ပူပေါင်းနေသွားခင်ဗျတက်မတော်လေးစားလို့မဟုတ်ကြီးညိုလွန်းလို့မဟုတ်ဘူးအတုံးချကြလွန်းလို့ဒါကိုလည်းခင်ဗျတို့တိ့ကိုလို့တယ် ပောက်ကူတော်တောင်မှတလောက်ဘလောက်ဘလောက်တလဲတော့လူချင်းလို့ကဖရားဆိုပြီးမှစီယုံနေတာစကားပြောတာကတော့ခင်ဗျာဘုန်းကြီးတွေတော်တော်များခေါင်းညင်အောင်ပြောနိုင်တယ်စကားကတော့ခေါင်းညင်အောင်ပြောနိုင်တယ်ဟုတ်လားဦးစင်းနဲ့ပတ်တရပတ်တဲ့ကြောင့်လူတွေကိုလိုက်ပြီးမှဆက်တယ်ဆက်တယ်ပြီးမှဦးစင်းရှောင်းပေးကိုရှောင်းပေးကိုပေါ့နော်ဦးစင်းရှောင်းပေးကိုဆိုတာအမှန်တရားလုပ်ပေးကိုပဲဌာနဆိုင်ရာတွေကိုပြောတာအမှန်တရားစစ်စစ်ပေးကိုပဲပြောတာ လူဝဝနေတဲ့အရာကြီးကိုလဲစီနဲ့အပိုင်ပေါက်ပြီးလူလဲစီကိုပက်ဆံပေးပြီးမှလဲအဲ့ဒီဌာနဆိုင်ရာတွေကလဲကန့်ကွက်ပါလဲနဲ့ဒါကြီးကိုပုံစံခွင်ကိုပုံစံခွင်မှာလဲပုံစံခွင်တရား6ထုတ်ပြလိုက်ကိုယ်မှတရား6ကိုထုတ်ပြလိုက်တယ်အဲ့ကိုယ်မှတရား6ထဲကဟာကြီးကိုယူလိုက်လေတစ်တော့တွေကတစ်တော့ပိုင်ဟာယူမဲ့ရယူလေဘာဖြစ်လို့ကိုယ်မှတရား30ကိုလာပြီးအဲ့ကိုဆိုင်ရယူရတာလဲအဲ့ဒါကိုခုကိုယ်မှတရား30နာမည်ပေါက်ရအောင်လဲစီနဲ့ပေါက်ပြီးအခုလုံနေတယ် ဒါတွေလက်စီမှာရှိတဲ့လူကြီးတွေမတည်ဘူးဒါတွေလူကြီးတွေမတည်ဘူးအဲ့တော့ငွေတစ်ခုတည်းကိုမကြည့်ကြပါနဲ့ဇတ်တူစားခြင်းမစားပါနဲ့မတရားမလုပ်ကြပါနဲ့မတရားအနိုင်မကျင့်ကြပါနဲ့သူတို့မှာဒီတင်ငန်းရောင်းလို့ရတဲ့ချွေးနေသားလေးတွေနဲ့နှိပေါင်းများစွာကလေးအခုမှဒါလည်းခုလည်းဈေးမရှိသေးပါဘူးဈေးလည်းအလောက်ကြီးမတန်သေးပါဘူးဒါပေမဲ့နိုင်လူပစ္စည်းအနိုင်မကျင့်ကြပါနဲ့ဌာနဆိုင်ရာလူကြီးမင်းများခင်ဗျာ ခင်ဗျားတို့ဒီလူကပတ်စံဘယ်လောက်ပေးထားလို့လဲအဲ့ဒီလူစောင့်ကြင်ကောင်းတဲ့သူမဟုတ်ဘူးလေမယားညာလို့ခုမိမဖြစ်သူကကျုံးတဲ့တိကျသူစီကိုတွားပြီးမှအခုညီတောင်းတယ်ပေါ့ကူတော်နဲ့တိကျသူစီမဟုတ်ဘူးပေါ့ကူရဲ့အဖေမေစီကအကူညီတောင်းတော့မှအမှန်တရားအမှန်ကန်လို့ရှိရင်ပေါ့ကူတော်ဘယ်လိုလူမျိုးမှမဆိုင်ဘူးပေါ့ကူတော်ကြိုက်တယ်လို့ပုံအော့ပြီးလူမှန်ကန်လို့တော့ထဲ့ကိုမတွက်တာ ။လှူတဲ့ဘက်ကိုပါလိုက်မှတော့မထင်နဲ့။အာကြိုက်တဲ့သူလာခဲ့။အဲ့တော့ပြည်ဦးလွန်မှာရှိတဲ့စားဖလူကြီးမင်းများအားလုံးဒကာကြီးတို့ဒါအမှန်တရားအတိုင်းကူညီပေးပါ။ကူညီပေးပါ။အတူတဘုံမှုကကြာရှုံးသွားတူတဘုံမှုမရှိတော့ဘူးတူတဘုံမှုရှိတော့လည်းတူတဘုံမှုအဲ့ကိစ္စနဲ့ပတ်သက်ဝင်မပါဘူးဥပဒေကိုလေးစားတယ်ရှေ့တန်းမှာဆယ်ယောက်တည်းပဲရှိတော့တယ်နောက်ဆုတ်ခိုင်းတာမိဘတွေနောက်ထောင်တာစစ်သားကောင်းပိတသွားပဲတိုက်ပွဲဝင်သွားခြင်းနဲ့ တမိုင်းလှခြင်းနဲ့လက်နဲ့ချအညံ့ခန္ဓာမလိုခြင်းမှု နောက်ဆုံးပြေတာမလိုခြင်းမှုသူ့ရဲ့အမေကိုလှမ်းပြောတယ်သူသူဇနီးကိုလှမ်းပြောတယ်သူရဲ့ကောင်းဆန်စွာတိုက်ပွဲဝင်သွားတာတော့မကြလေးပါဘူးဗျာရဲလေပြီးတော့တုံးလေးရဲ့ပဲရှိပါသေးတယ်ပိုင်ဆိုင်မှုတွေလည်းရှိပါတယ်။အောက်ခြေကြီးဥက္ကဋ္ဌလည်းတည်တယ် ဒါကြီးကိုတစ်တော့ကလည်းအမှန်တရားတိုင်းသိတယ်။လဲစီတခုတည်းလုတ်ရုပ်မာနေတာ။သူတို့မဆူမဆန်းဒီကွင်းတွေကိုမကြည့်ဘဲနဲ့နော်။တရား6ကွင်းမှတရား6ကိုလည်းပုံစံကိုထုတ်ပေးလိုက်တယ်။တစ်တော့မြေကြီးကိုပုံစံကိုထုတ်ပေးလိုက်တယ်။နောက်တော့တစ်တော့မြေမှန်လည်းတိရော့ ဘုံမှုတယောက်ရဲ့မိခင်ပိုင်တဲ့ဒီမြေလေးကိုယ့်မှာတရားတစ်ဆယ်ကိုကောက်ယူလိုက်တဲ့ပုံစံခွင်ကြီးနဲ့တခြားစီခင်ဗျားတို့အခုဒီအဲ့ပုံစံခွင်ကိုစစ်ဆေးလို့ရတယ်အမှန်ဆိုရင်မိုက်အဲ့ပုံစံခွင်ကိုလက်စီကပြန်သိမ်းလိုက်လေဗျာပြန်သိမ်းလိုက်လေဗျာမသိမ်းမင်းနဲ့ဒီဘာဖြစ်လို့ကိုယ့်မှာတရားတစ်ဆယ်ခင်ဗျားတို့လောက်ပြီးရုပ်မာနေကြရလဲဘာလဲကိုဆိုင်ရငွေဘယ်လောက်ပေးထားရလဲအဲ့16မိုင်က16 KTV တဲခိုကန်ပိုင်ရှင်ကခင်ဗျားတို့ဘယ်လောက်ပေးထားရလဲ အဲ့တော့ပြူးလွင်ရတန်တရအကုန်လုံးရောဗျာအမှန်အတိုင်းတကယ်လို့မှားခဲ့တယ်ပေါက်ကူတော်ဘက်ကမှားခဲ့တယ်ဆိုရင်ပေါက်ကူတော်ချက်ချင်းရေးယူပါတကယ်လို့ပေါက်ကူတော်ပြောခဲ့တာမှန်ကန်ခဲ့တယ်ဆိုရင်အမှန်တရားအတိုင်းကြံခဲ့တဲ့ဘုံမှုတယောက်ရဲ့မိခင်ကြီးအမှန်တရားအတိုင်းဆောင်ရွက်ပေးဖို့အတွက်အားလုံးကိုဌာနဆိုင်ရာဝန်ထမ်းပေါင်းဌာနဆိုင်ရာပေါင်းစုံကိုပေါက်ကူတော်အနေနဲ့အကူအညီတောင်းပါတယ်ဗျာသတိတိုင်းမင်းကြီးရဲ့အကြောင်းလေးကိုဒါဦးစင်းတို့ ကြောပြခြင်းပါလေဗျဒီနေ့စကိုင်းတိုင်းမင်းခွေးမှာဆိုလို့ရှိရင်ဒါထိတွေ့မှုတော်တော်ကြီးကိုဖြစ်ပါလေဗျတချို့လဲဖန်းစစ်စစ်ကြတာလေးပြန်လွှတ်ပေးတာတွေလည်းရှိပါတယ်အဲ့တော့ဒီချိန်ကတော့ဇလန်းဆက်ဆက်သာမွေးတွေဒါသာမွေးတွေဖြေနေတဲ့အချိန်ပေါ့နော်သာမွေးတွေဖြေနေတဲ့အချိန်ဆိုတော့ဦးစင်းကဒါဘာပြောလို့ဒီချိန်မှာတော့မင်းခွေးမှာဆိုလို့ရှိရင်ဆရာတော်ဥပိ္ပဒတူ တွေ့ရချွေးနေတာလေးနဲ့တက္ကရာကမလေးလူတန်းတဲ့အရာလေးတွေနဲ့မင်းဝဲအကယ်ဒမီအကြောင်းဆိုတာတီချောင်ထားတာရှိတယ်တီချောင်ထားတာရှိတယ်ဒါမနဲ့ဖြစ်ဆိုကလေးတွေစာမွဲဖြေဘွားဖို့စာမွဲဖြေဖို့အတွက်သူတို့တွေလှုပ်ဆောင်ရမယ်နော်အဲ့တော့ဦးစင်းကတော်လိုင်းတမားလေးကိုပြောချင်တာကမင်းတို့တော်လိုင်းရေးပေါ့မင်းတို့ဘယ်လိုရွေချက်နဲ့ဘယ်လိုခိုင်ယူချက်နဲ့ပဲလှုပ်လို့ မှားတယ်မှန်တယ်ဆိုတော့မင်းတို့ဟာလည်းသူဆုံးဖြတ်မင်းတို့ဟာသူဆုံးဖြတ်မင်းတို့လည်းမင်းတို့မှန်တယ်ထင်လို့လှုပ်ဆောင်နေတာမင်းတို့မှန်တယ်ထင်လို့လှုပ်ဆောင်နေတာအဲ့တော့မင်းခွင့်ဆိုတာကတာရဏနေမီဖြစ်တယ်တာဏိကအစောက်နေမီပုံများရဲ့နေရာဖြစ်တယ်ကမကဘာရဲ့တမိုင်းဝင်နေရာလည်းဖြစ်တယ်အဲ့တော့ဒီ PDF တွေကိုဦးစင်းပြောချင်တာက ပညာရေးနဲ့တော်လိုင်းရေးနဲ့လုံးဝလုံးဝမပတ်သက်တော့လုံးဝလုံးဝလည်းမဆိုင်ပါဘူးဒီเจ้าသူเจ้าသားတွေကပညာတွေနဲ့ဆိုတာကအနာကတိုင်းပြည်အတွက်လှပဖို့အတွက်သူတို့ဘဝလေးတွေလှပဖို့အတွက်သူတို့ရဲ့ဘဝလေးရှင်းတဲ့ရွေချက်တွေဘဝပညာရေးမှာအကျိုးပြုဖို့အတွက်ပေါ့နော်နိုင်ငံကိုအကျိုးပြုဖို့အတွက်အဲ့တော့ဒီပညာရေးကလေးတွေနဲ့လည်း အန်ရည်မပြုတ်ဘူးနော်ဒါမေတ္တာရက်ခံရင်ဖြစ်ပါတယ်အန်ရည်မပြုတ်ဘူးကလေးတွေကိုစစ်ထားလို့မေးမြန်းတာလို့မလုပ်ဖို့အတွက်ဒါဦးဇင်းတို့ကမေတ္တာရက်ခံရင်ဖြစ်တယ်မေတ္တာရက်ခံရင်ဖြစ်တယ်မင်းတို့ကလည်းသူမကျေနပ်လို့ရှိရင်စခန်းမဲ့ဝယ်စည်းစည်းနဒိဋ္ဌာမှာရှိတဲ့ဟိုဘက်မှာရှိတဲ့ဝေးတဲ့နေရာဒါအလိကအဆောက်အဦတဲ့ဝေးတဲ့နေရာပတ္တာသာတွေနေပါတမ်းလို့ရတယ်နေပါချာချာ ဒါကမင်းတို့ရွေချင်းနဲ့ချတာနော်မင်းတို့ရွေချင်းနဲ့ချတာဘာမှမပြောလို့အခုမင်းဝင်အကယ်ဒမီအကြောင်းကအကြောင်းသူအကြောင်းသားတွေဆိုတာလဲဆရာတော်ဦးရတူကတီချောင်ထားတယ်ဆိုတာကလဲနိုင်ငံရေးလို့ကိုတီချောင်ထားတာမဟုတ်ဘူးမင်းတို့ဒေါ်လာအေးလုံနေတဲ့သူတွေကိုဒေါ်လာမှုပြီးမှလဲထားတာမဟုတ်ဘူးသူတို့ဘဝအတွက်ဆရာတော်ပါ ဆရာတော့ရဲ့ဒါတချို့လဲတိမာပါတချို့လဲတိမာပါဘာပြောပြောဒါဒီနေ့တချို့ဖန်ခံရပေါ့ဖန်ခံပြီးတည်းဖန်ခံရစစ်စစ်တယ်နော်ဘနောဆရာတော်ဥဝိဒတုဆိုတော့ဆရာတော်ဥဝိဒတုဒီလိုနေရာမှာလိုင်းရင်းပါညာဒီလောက်ဆိုးတဲ့နေရာကြီးဒါအကြောင်းလာဖွင့်တဲ့ပါညာဆိုတော့ဆိုးတဲ့နေရာကြီးကိုအကြောင်းလာဖွင့်တာမဟုတ်ပါဘူးဆရာတော်ဖွင့်တဲ့ချိန်ကလည်းဘာမှမဖြစ်သေးတယ်လို့နောက်တစ်ချက်က နေရာကလည်းဒီနေရာရှိတဲ့အတွက်ကြောင့်ဒီနေရာကိုဆရာတော်ကဖွင့်ထားခြင်းဖြစ်ပါတယ်ဆရာတော်ကအခုလို့အကယ်ဒမီကျောင်းဖွင့်တဲ့အခါတနေ့ကို6တင်းလောက်ကုန်တယ်မလွယ်ဘူးဆရာတော်ရဲ့ဖြတ်တဲ့ဆရာတော်ရဲ့လှုပ်ဆောင်ချက်ကတကယ်ကိုလေးစားကြည်ညိုစရာကောင်းပါတယ်အဲ့တော့မင်းဝင်ကျောင်းလူကျောင်းသားတွေဆရာတော်တည်ထောင်ခဲ့တဲ့လောကအလေးရှိတယ်အုံကျောင်းမှာဆိုလို့ရှိရင် မောဒရာရှိတယ်မောဒရာကတော့ဒါတရားဝင်မရသေးဘူးအဲ့ဒီဆိုးရလဲဒီဆိုးရလဲထက်မှလည်းမရသေးဘူးနတ်ကနတ်ဆက်ကဆိုးရလဲထက်မှလည်းခွင့်မပြုသေးဘူးရှိတယ်မင်းကွင်းမှာဆိုရင်ပညာရေးအကယ်ဒမီရှိတယ်ပညာရေးအကယ်ဒမီရှိတယ်အဲ့ဒီကျောင်းတုံးကျောင်းရှိတယ်မှာဆရာတော်ဥပဒတူဘယ်ကလေးကိုမှနိုင်ငံရေးနဲ့ပတ်သက်ပြီးဆရာတော်ဥပဒတူဒီမပြောခဲ့ဘူးမဟောခဲ့ဘူးလူမျိုးရေးနဲ့ပတ်သက်ပြီးလည်းမဟောခဲ့မပြောခဲ့ဘူး ပညာရေးနဲ့ပတ်သက်မှုပညာရေးနဲ့ကြိုးစားဖို့အတွက်အဲ့တော့ဦးဇင်းတို့ကအဲ့လိုဆရာတော်ရဲ့စိတ်ဓာတ်ရဲ့ဆရာတော်ရဲ့လှုပ်ဆောင်ချက်ကိုကြီးညိုလေးစားရတော့ကြောင့်တခါတလေဆရာတော်ရဲ့လိုအပ်ချက်လေးတွေဦးဇင်းတို့စံလို့ရင်စံလို့ရလောက်ကိုလို့ရလောက်ဆိုရတဲ့ဦးဇင်းတို့စွမ်းနိုင်မြောက်ဆရာတော်စီကိုအလူခံပေးတယ်၊ကူညီပေးတယ်။ဒီလောက်ပဲဦးဇင်းတို့ဆရာတော်နဲ့ပတ်သက်မှုတိုင်းတာတခုက အဲ့ဒါကြောင့်ဦးစင်းတို့ဆရာတော်ဒီဘယ်သူ့ကိုမှနိုင်ငံဘယ်ကျောင်းသားကိုမှနိုင်ငံရေးလို့ပါဟိုဟာလို့ပါလို့မပြောတဲ့အတွက်ကြောင့်ကျောင်းသူကျောင်းသားတွေကိုဒီမင်းခွဲမှာရှိတဲ့ရွာထဲမှာရှိတဲ့အခုဆိုလို့ရှိရင်ညာရန်ပြေးပြီးမှဒီနေ့ဆိုလဲတိုက်ပွဲတွေဖြစ်တဲ့တိုက်ထားတွေဖြစ်တဲ့ယူစစ်တွေလဲဒါထိခိုက်ထန်ရတယ်လို့ကြားသိရတယ်နော်ကြားသိရတယ်ဒါတော့ဦးစင်းတို့ကမင်းခွဲနဲ့ပတ်သက်ပြီးခဏခဏဦးစင်းတို့ပြောဦးတယ်ခဏခဏတရင်နေလဲတင်ဦးတယ်အဲ့ဒါမလုပ်ထားတော့ဦးစင်းတို့ကမတတ်နိုင်ဘူးလေနော် ဒီနေ့14ရက်နေ့မနက်ပိုင်းပတ္တဆတဲ့ဦးလမ်းမောင်းကြီးထိမှန်ပြီးညနေပတ္တဆလေးပေါ့နော်လက်နေကြီးအစအနာထိမှန်တဲ့မင်းခွန်းတော်ရောင်မရွာသူရွာသားများဗရန်နဲ့ပူပေါင်းပြီးညာရန်ပေးနေပါပြီတဲ့။ငါးကိုင်းတုပ်ပြီးမိုးမွေနေအောင်ဝိုင်းဆဲနေပါတယ်တဲ့။ထွက်ခဲဖို့လာတိုက်ဖို့လည်းစိန်ခေါ်နေပါတယ်တဲ့။ဗရန်တွေကငကပတ်တောင်ရဲ့အနောက်ဖက်တရက်ချန်ထဲမှာ၁၀ရက်နေ့ကလည်းအင်အား၂၀ခန့်ရှိတယ်။ ရဇကန်ကုန်းကိုတောင်သာဘက်ကနေဝိုင်းထားလို့တပတ်ကျော်ရှိပေမဲ့လဲစေချောင်းမှုကရဇကန်ကုန်းမှာအကာအကွယ်နဲ့လုံးလုံးချုံချုံနေပြီးလိုက်ခန်းတဲ့ကမထွက်ဖဲနဲ့ရေခဲတစ်တာနဲ့ပေါ်ပြားပေါ်အေးစေးစေးလေးပေါ်နေနေပေါ်နော်ဗရက်၂၀လာတယ်တဲ့တွားရှင်းလိုက်မယ်လို့တင်ပြတော့မသွားနဲ့တားမြစ်တယ်တဲ့တက်နေမှတက်နေမှဖုံးဆက်တဲ့မိတယ်ကတော့တက်နေမှုကလည်းလမ်းမင်းစေချောင်းမှုကလည်းအမှန်မပြောပဲထိန်ချမ်းလိန်လဲထားတယ်တဲ့နော် အခုရဲစခန်းအပြစ်ခံနေရပြီတဲ့လက်နဲ့ကြီးနဲ့လည်းအပြစ်ခံရတယ်။ကြေရင်ထုတ်လက်နဲ့တွေနဲ့လည်းဆိုတဲ့မြစ်စိတ်ကလက်ပံပါဝဲမြောက်ခဲရွာအားလုံးကိုတဲ့ဗရက်ဗရက်စုမိုးထားပြီးစည်ရေးဂိတ်တွေဖွင့်ထားတာတဲ့စစ်ကြောမှုတိဟန်မတူဘူးတဲ့မင်းကွေးမြောက်ရွာတဲ့ကရွာလူရွာသားတွေဗရက်တွေကခေါ်စစ်ထားဒလန်ဆိုပြီးခေါ်တက်လို့ရှေ့ရောက်ထိအတက်ခံရတယ်ရဲစခန်းရှိကနေဖက်ခေါ်လာတယ်တွေ့မြင်ရတယ်ပဲစခန်းမှုကတော့လုံးဝလုံးဝအလုံးမလုံးပါတဲ့ဒါဥစဉ်တို့ဒါ ခံလုံတဲ့တရေတိတိကြကြတရေနေဒါဥစဉ်တို့ပေးထားတယ်ပေါ့နော်ဒါဒီလက်ဥစဉ်တို့တော့ဒါနမကတိုင်မှုရှိဥတော့ဒါတင်ပြထားတယ်ပြောထားတယ်နော်ဒါဥစဉ်တို့အစားတော့လိုက်မတင်တော့ဘူးလို့ပြောထင်တာပေါ့မတင်တော့ဘူးလို့ဥစဉ်ဆုံးပြထားတယ်ဒါနဲ့ကလေးတွေအတွက်ကစိုးရင်ရတယ်စိုးရင်ရတယ်အဲ့တော့မင်းတို့ဒေါ်လာကြီးတွေမင်းတို့ခံယူချက်နဲ့ပဲကျဘလို့ပဲယူချက်နဲ့ဘလို့ပဲတိုက်တိုက်ကွာနံပါတ်1မင်းဝင် ဒါအနိကအဆောက်အဦတွေဘုရားဥဒကမေးတယ်မင်းတို့မပြည့်စုံတော့လို့တယ်နံပါတ်နဲ့ဆရာတော်ကြီးတွေစိတ်မထီဆရာတော်ကြီးတွေမထီကြိုက်ဘူးရဟန်းတန်ကလည်းမထီကြိုက်ဘူးလို့တယ်နံပါတ်2เจ้าလူเจ้าသားစာမွေးဖြစ်တဲ့เจ้าလူเจ้าသားတွေကအဖြူရည်တွေဖြစ်တဲ့နိုင်ငံရေးနဲ့လုံးဝလုံးဝကင်းရှင်းတယ်အဲ့တော့ကျောင်းလူကျောင်းသားတွေစာမွေးပျော်ပျော်ရွှင်ရွှင်ဖြောင်းဖြောင်းပြူးပြူးနဲ့တွားဖြေဖို့အတွက်ကိုမင်းတို့တွေကြည်ပြူးနဲ့ခွင့်ပြုပြီးကိုအန်ဒီရမပြူးကိုမစစ်ဖို့တော့မင်းတို့တွေဒါလိုအပ်တယ်ဒီတုံးခုပဲကျန်တာကတော့မင်းတို့ကတော့ဘာပဲလုပ်လို့ ပေါကူတော်မပြောလို့ဘူးဒါမင်းတို့လည်းမင်းတို့ခံယူခြင်းနဲ့ပေါကူတော်တို့ကလည်းပေါကူတော်တို့ခံယူခြင်းနဲ့အမြင်မတူတော့တခုနော်အကုန်လုံးကတော့နော်ကျန်တာတွေတော့မပြောတော့ပါဘူးဥစဉ်တော့ဒီတုံးချက်ကိုပဲဒီမင်းတို့ဒါမင်းခွင့်မှာရှိတဲ့ဗဒ